နေပြအာတီတာအာဆင်နယ်တင်းကိုရောက်လာပြီးတဲ့ချိန်မှာတော့အာဆင်နယ်တင်းက FA ဖလားနဲ့ community တိုင်းကိုရရှိခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့နေပြအာတီတာကအာဆင်နယ်တင်းကိုပုံမကောင်းမွန်တိုးတက်တဲ့အသင်းဖြစ်အောင်လုပ်ပြီးတော့ချန်ပီယံဖြစ်ဖို့ကြိုးစားနေတဲ့ချိန်မှာပဲအာဆင်နယ်ရဲ့အတိတ်ကစားသမားတွေဖြစ်တဲ့အိုဇေးနဲ့ဥပါမီယန်ကအသင်းကထွက်ခွာသွားတဲ့အတွက်အာဆင်နယ်တင်းမှာ အပြက်စိရစရာတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းညပြအတီတာကအမပြက်စိမလျှော့ပဲနဲ့ရှိတဲ့ကစားသမားရှိတဲ့လူရင်အားနဲ့အာဆင်နယ်တင်းကိုမောင်းနေလာခဲ့ပြီးတော့မှနောက်ပိုင်းမှာတော့ပရီးမီးယားလိဂ်ချန်ပီယံတွေကိုစိန်ခေါ်ခဲ့ပြီးတော့မှနောက်ကမ္ဘာကောင်းစွာနဲ့ပဲ၃နှစ်ဆက်တိုက်ဒုတိယနေရာသာရခဲ့ပါတယ်။ချန်ပီယံပြည့်မဲ့အခြေအနေဒီမှာရှိခဲ့ပေမဲ့အာဆင်နယ်တင်းဟာအခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တဲ့အတွက်ဒုတိယနဲ့သာကျေနပ်ခဲ့ရတဲ့နှစ်တွေက၃နှစ်၃မိုးတော့ဖြစ်ခဲ့ပါတယ်။တို့အတူပဲပရိသတ်တီရဲ့ယင်ထဲမှာလည်းမချိမခံတာနဲ့ နောက်ဆုံးမှာမခမရနိုင်ဖြစ်ပြီးတော့နိပြအာတိတာကိုအာဆင်နဲ့တင်းကနဲ့ထောက်ခွာစေခြင်းကြပါတယ်။အဲနောက်ပိုင်းမှာတော့နိပြအာတိတာကဝေဖန်မှုတွေကဲ့ရဲ့မှုတွေပြစ်တင်မှုတွေခံရပြီးတော့သူဟာညာတိုင်းကောင်းမွန်စွာမအိပ်စက်ရဘဲနဲ့နာကျင်မှုတွေဖိစီးမှုတွေခံစားကြရပါတယ်။အာတိတာထွက်ဆိုတဲ့စကလုံးကိုပြောတဲ့အထဲမှာအခုပြောနေတဲ့ကျွန်တော်ကိုယ်တိုင်တဲ့အပါဝင်ပဲဖြစ်ခဲ့ရပါတယ်။တော်တော်လေးကျွန်တော်တို့တွေ့တာကနာကျင်စရာတွေဖြစ်ခဲ့ပါတယ်။ 2003ခုနှစ်မှာအာဆင်နယ်တင်းဟာအင်္ဂလန်အမှတ်ပေးချန်ပီယံရွှေဖလားကြီးကိုရပြတဲ့နောက်ပိုင်းမှာတော့အာဆင်နယ်တင်းဟာအမှတ်ပေးချန်ပီယံမဖြစ်ခဲ့တာနှစ်ပေါင်း20ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့နှစ်နဲ့သုံးနှစ်မှာအာဆင်နယ်တင်းဟာနေပြအတေတာလက်အောက်မှာတကယ်ချန်ပီယံဖြစ်မဲ့အခွင့်အရေးတွေရှိခဲ့ပေမဲ့မရှုံးတဲ့နယ်ပွဲတွေကိုလည်းရှုံးခဲ့တယ်လို့တကယ်နိုင်တဲ့နယ်ပွဲတွေတော့မနိုင်ခဲ့ပါဘူး။အဲ့ဒါတွေကအာဆင်နယ်ဖန်တီတို့ကမခံမရနိုင်စရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းနေပြအာတီတာက trust the process အာယုံကြည်ပါအာဆင်နယ်အောင်မြင်မယ်ဆိုတဲ့အရာကိုပဲအတင်းသားတွေကိုလည်းပြောပြီးတော့ပရိသတ်တွေကိုလည်းပြောခဲ့တာလက်ရှိမှာဆိုရင်တော့ကောင်းမွန်တဲ့နေထားတကယ်ဖြစ်နိုင်တဲ့နေထားကိုရောက်လာပြီးတော့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီတင်ခန်းစာတွေကကျွန်တော်အခုနားထောင်နေတဲ့အာဆင်နယ်ဖန်ပရိသတ်တွေအနေနဲ့ဘာကိုယုံကြည်ရမလဲဆိုရင်ဘာကိုတင်ခန်းစာယူရမလဲဆိုရင်ကျွန်တော်တို့ဘဝမှာကျွန်တော်ပန်းတိုင်ကိုသွားတဲ့ခါမှာတစ်ခါလုတ်တယ်ကြာရှုံးတယ်နှစ်ခါလုတ်တယ်ကြာရှုံးတယ်သုံးခါလုတ်တယ်ကြာရှုံးတယ်အဲ့လိုကြာရှုံးတော့လူတွေကဝိုင်းလောင်လဲဝိုင်းကဲရဲနာကျင်မှုတွေခံစားရမယ် ဒါပေမဲ့လည်းကျွန်တော်တို့ကြီးမန်းထားတဲ့ဘန်းတိုင်ကျွန်တော်လိုချင်တဲ့ဘန်းတိုင်ကိုဘယ်သူတွေဘလောက်ပဲဝယ်ဖမ်းပါစေဘယ်သူတွေဘလောက်ပဲကဲ့ရဲ့ပါစေကိုလိုချင်တဲ့ဘန်းတိုင်ကိုဖြစ်ချင်တဲ့ဘန်းတိုင်ကိုအဆက်မပြတ်နေရစင်တိုင်းမှာကျွန်တော်ရှောက်လန်းသွားတဲ့ခါမှာတော့လက်ရှိအာဆင်နယ်ကအနေထားတစ်ခုရောက်လာတယ်လို့ပဲကျွန်တော်တို့ဘဝမှာလည်းကျွန်တော်လိုချင်တဲ့ဘန်းတိုင်ကိုတောက်လျှောက်သွားမယ်ဆိုရင်လိုချင်တဲ့ဘန်းတိုင်ကိုကျွန်တော်တနေ့ရောက်မှာဖြစ်ပါတယ်အဲ့တော့ကိုအာဆင်နယ်ဘန်းဒီအနေနဲ့တင်ကန်းစာယူကြဖို့ကျွန်တော်တိုက်တွန်းခွန်အားပေးခြင်းဖြစ်ပါတယ်ထို့အတူပဲ နိပြအတိတာကလည်းကဲပြစ်တင်မှုတွေခံခဲ့ရတယ်လက်ရှိမှာဆိုတော့အနေဒါတစ်ခုရောက်ပြီးတော့နိပြအတိတာကိုတော်များများကောက်လက်ခံကြပြီဖြစ်ပါတယ်အာနိပြအာစင်ဝန်ကခင်မှာကြတော့နိပြအာစင်ဝန်ကခင်ကသူ့လက်ထက်မှာအောင်မြင်မှုတွေလုပ်ပြီးတော့မှအာနောက်ပိုင်းမှာကြာရှုံးမှုတွေဖြစ်ခဲ့တယ်အဲနောက်ပိုင်းမှာနိပြဝန်ကဘလောက်ပဲရွှေဖလားကြီးရခဲ့ပါစေနောက်ပိုင်းမှာအာစင်ဝန်ကကိုမကြိုက်ကြတဲ့အခြေအနေဖြစ်ခဲ့တယ် ဒါပေမဲ့နိဗျအာတိတာလက်ထက်မှာကြတော့နိဗျအာတိတာအစာပိုင်းမှာထွက်ခိုင်းခြင်းစရာကောင်းပေမဲ့လက်ရှိမှာတော့ကောင်းမွန်တဲ့အနေအထားအကြောင်းနိဗျအာတိတာကိုပဲဒါပရိသတ်တွေပြန်ပြီးလက်ခံတဲ့အနေအထားရှိတယ်။ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်ဘဝမှာအခုလက်ကျွန်တော်အားပေးနေတဲ့အစင်တွေအတင်းလိုပဲကြာရှုံးမှုတွေရှိခဲ့မယ်အာအောင်မြင်တဲ့အချိန်တွေလည်းရှိခဲ့မယ်ဒါပေမဲ့ကိုလိုချင်တဲ့ပန်းတိုင်တို့အမြဲတမ်းအဆက်မပြတ်လှုပ်ဆောင်ခြင်းဟာဒီနေ့တော့အဲ့ဒီပန်းတိုင်ကိုရောက်မယ်ဆိုတာကိုပရိသတ်တွေကိုသိစေချင်တာဖြစ်ပါတယ်။ ဆိုတော့ထောင်ပဲပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့ဘဝပန်းတိုင်းမှာဘယ်လောက်ပဲကြာရှုံးမှုတွေဘယ်လောက်ပဲခက်ခဲမှုတွေဘယ်လောက်ပဲဝေဖန်မှုတွေရှိပါစေကိုယ်ရည်မှန်းချက်ထားတဲ့ပန်းတိုင်းကိုကိုယ့်ရဲ့နေ့ရက်စဉ်တိုင်းမှာရှောင်းလန်းခြင်းအဖြစ်ကျွန်တော်တို့အားပေးနေတဲ့အာဆင်နယ်တင်းလိုပဲဒီနေ့မှာတော့အဲ့ဒီပန်းတိုင်းကိုကျွန်တော်ရောက်နိုင်မယ်ဆိုတော့ကိုအာဆင်နယ်ဖန်တွေကိုခွန်အားပေးနေငုံချုပ်ပါတယ်နောက်ထပ်အာဆင်နယ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်နောက်ထောင်ပဲပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်